โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒီနေ့သင်ခန်းစာမှာတော့ဒီစီမံရဲ့ဒီ S7 300 PSC ရဲ့ဒီ Symmetric Manager Program နဲ့မှာဆိုလို့ရှိရင်တော့ဒီ program ထဲမှာရှိတဲ့เนาะဒီ PSC ထဲမှာရှိတဲ့ program ကိုပေါ့เนาะဘယ်လိုပုံစံမျိုးဒီ PSC ပေါ့ပြန်တင်ရမလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်เนาะဘယ်လိုပုံစံမျိုးဒီ uploading ပြန်လုပ်လို့ရတယ်ဆိုတာကိုကျွန်တော် ဒီဗီဒီယိုလေးနဲ့ရှင်းပြပေးသွားမှာပဲဖြစ်ပါလေ။အဲ့တော့ပထမဆုံးကျွန်တော်တို့က Semantic Manager software ကိုဖွင့်မယ်။ဖွင့်ပြီးသွားရင်နော်အဲ find new ပေါ့နော်။အဲကျွန်တော် new project တစ်ခုစပြီးတော့ရွေးမယ်။အဲ့တော့ new project ရွေးပြီဆိုရင်ကျွန်တော်တို့ကဒီမှာ name ပြရမယ်ပေါ့နော်။အဲ့တော့ name နေရာမှာကျွန်တော်ဒီမှာပေါ့နော်။ ဒီ project တစ်ခုရဲ့ name တစ်ခုပေါ့နော်အဲ့ဒါလေးကျွန်တော်ပေးလိုက်မယ် โอเคเนาะถ้าสมมุติเราดูมา project ตะคู่เนี่ย name ตะคู่คู่ป่ะเนาะจ้ะเราตะคู่ไปเลยมั้ยพี่ตัวยิงเราก็ option ကိုตั้วมั้ย option มาเนาะ set pgpc interface ဆိုတာเนี่ยกูဝင်ไล่มั้ยโอเคไอ้มาเราก็ดี pc adapter mpi ป่ะเนาะไอ้มาเราก็ set pg pc interface ป่ะเนาะ ဲ့မှာကျွန်တော် local connection တော့ဒီမှာ com1 ဆိုပြီးတော့ကျွန်တော်ပေးလိုက်မယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ computer မှာတစ်ချက်သွားကြည့်နော်ကျွန်တော်ကဒီမှာ device manager လေးကိုတစ်ချက်သွားလိုက်မယ်အဲ့တော့ device manager မှာကျွန်တော်တို့အခုဘာလို့ကျွန်တော်ဒီပါ PSC တဲ့ ဒီချိတ်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ဒီမှာ communication board common ဆိုတာလေးကကျွန်တော်ရဲ့ device manager မှာလာပေါ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ဒီမှာ connection to common ကျွန်တော် okay လိပ်ပြီးလိုက်မှာနော်ဒါဆိုရင်ကျွန်တော်တို့ဒီဘက်ကနော်ဒီ interface နော်ဒီဘက်က PSC နဲ့လာပြီးတော့ချိတ်ပြီးတော့ကျွန်တော် PSC ကိုသွားမယ် upload station to pg ဆိုပြီးတော့နေပြီးတယ်နော် ဆိုတော့အဲ့ဒီအနေကျွန်တော်တို့ကတော့ဒီမှာ red တွေ slot တွေပေးရအောင်နော်ဒါတော့ကျွန်တော်ဒီမှာချိတ်ပေးတာတစ်ဖြစ်တဲ့အတွက်ကျွန်တော်ရဲ့လက်ရှိချိတ်ထားတဲ့ကျွန်တော်ရဲ့ CPU က CPU 313C เนาะဖြစ်ပါတယ်ဆိုတော့အဲ့ဒါလေးကိုကျွန်တော်အေးလုတ်ပေးလိုက်မှာเนาะဒါဆိုရင်ကျွန်တော်တို့ဒီ uploading တို့ PG ဆိုပြီးတော့ပေါ်လာပါမယ်ဆိုတော့အဲ့ဒါကเนาะလက်ရှိကျွန်တော်ဒီကျွန်တော်မှာရှိတယ်ပေါ့เนาะဒီ အ7300 PSC ကနေပြီးတော့เนาะဒီဘက်က PC ဘက်ကိုเนาะအဲဝင်လာမဲ့ uploading ပေါ့เนาะ uploading data လေးဖြစ်ပါတယ်ဆိုတော့ဒါဆိုရင်သူ uploading ခြုံနေပြီပေါ့เนาะအဲ့တော့ PSC ထဲမှာရှိနေတဲ့ program ကိုကျွန်တော်က PC ပေါ်ကိုဆွဲတင်ပြန်ဟုတ်ပြီเนาะ โอเคဒါဆိုရင် ကျွန်တော်တို့မှာကเนาะဒီ program နဲ့ပတ်သက်တဲ့เนาะဒီ information တွေကြာလာဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော် OB1 ကို ရွေးချယ်လိုက်မယ်ဆိုရင်ဒါကျွန်တော်ရေးထားတယ်เนาะကျွန်တော်ဒီ program ကျွန်တော်ရေเนาะဒီ PSC မှာရေးထားတဲ့ program လေးပေါ့เนาะအဲဒီ program လေးကတက်လာမှာဖြစ်ပါတယ်ဆိုတော့ဒါကကျွန်တော်เนาะဒီ program ကို ကျွန်တော်ကဒီ PSC ထဲမှာသွားရေးထားတယ်အဲ့ဒါကိုအခုမှကျွန်တော် PC ထဲကိုသွားပြီးတော့เนาะ upload တင်ယူတဲ့ပုံစံပဲဖြစ်ပါတယ်ဆိုတော့ဒီဒီနေ့ရှင်းပြပေးခဲ့တဲ့သင်ခန်းစာကတော့เนาะ PSC ထဲမှာ PSC ထဲကို PSC ထဲမှာရှိတဲ့ program ကိုကျွန်တော်တို့က PC ပေါ်ဘလို့မျိုး upload တင်တင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြပေးခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ယူပေးတဲ့အတွက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ